စနေသားသမီးများအတွက်17လပိုင်းတစ်လလုံးကကြမဟိုစတယ်နဲ့ဆောင်းဆောင်းလေးတွေကိုဆမလေးကတည်စိပြပတ်ပြီးတော့မှာဖြစ်ပါရဲ့ရှင်။ဆမကတော့တောင်းနဲ့ဗီဒီယိုရဲများကိုပြုတ်ကျပြီးတော့မယ်ဆမလေးသုံးခတ်မိပဲဖြစ်ပါရဲ့ရှင်။ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုလိုက်ရင်ရှင်းလေးလို့ပို့ဖို့မမေ့နဲ့နော်။17လပိုင်းမှာစနေသားသမီးတွေကလေတကယ်ကိုကံကောင်းတဲ့လလိုအောင်ပြောလို့ရပါရဲ့ရှင်။စနေသားသမီးတွေကပေါ့နော်အရင်လတွေတုန်းကပေါ့နော် ငွေမဝင်တဲ့သူတွေငွေကြေးကန်ပိတ်နေတဲ့သူတွေဝင်ငွေထက်ပေါ့နော်ထွက်ငွေရပုံများနေတဲ့သူတွေတစ်ခက်အပြက်ကပုံများနေတဲ့သူတွေဒီ17လပိုင်းမှာ17မိငိမ့်ပြီးကန်စားတာအတက်ပတ်ကိုရောက်နေတဲ့အတွက်ပေါ့နော်စနေသားသမီးတွေက80ရာခိုင်နှုန်းကန်ကောင်းလာပြီပဲဖြစ်ပါရဲ့ရှင့်စနေသားသမီးတွေကန်စားတာပေါ့နော်အရင်ကတွေကခံရတော့အလူအလိပ်ပဲပေါ့နော်ဒါပေမဲ့ကန်ကောင်းလာပြီဆိုရင်အပြက်အသက်ကန်ကောင်းလာတော့မယ်နင်းနယ်လေးပဲဖြစ်ပါရဲ့ရှင့်ဒီနှစ်မှာပေါ့နော်စနေသားသမီးတွေကစိတ်ရောလူရောကိုရောပေါ့နော် ပင်မန်းရတယ်စိတ်ရောလူရောကိုရောပင်မန်းတလောက်တွတ်တမှုနည်းရလေးတွေကြုံတွေ့ရတတ်ပါရဲ့ဒါပေမဲ့ဆမော်ဒီစစ်တလာပိုင်းကနေစပြီးတော့စနေသားသမီးတွေပြန်ပြီးတော့ကန်စားတာအတက်ဘက်ကိုရောက်နေတဲ့အတွက်ပြန်ပြီးကောင်းလာမယ်ငွေတွေပြန်ဝင်လာမယ်အရောင်းဝယ်တွေကောင်းလာမယ်ကိုလို့တပြက်ကင်သမားတွေအဆင်ပြေချောမွေ့လာမယ်ပေါ့နော်တကယ်ကိုကန်စားတာကောင်းတဲ့နေနံလို့လဲပြောရမယ်ရှင် ဒါကြောင့်တချို့ကလည်းပေါ့နော်စမရဲ့စနေတွေကလည်းကံမကောင်းတော့ဘူးအများနဲ့မကောင်းတော့ဘူးလို့မတွေးပါနဲ့ကိုကကောင်းတာတွေပဲအများနဲ့လက်ခံရယူရင် ကောင်းတာတွေပဲရရှိလာမှာဖြစ်ပါရဲ့ရှင့်ကိုကတော့အဲ့လိုမျိုးပေါ့နော်အများနဲ့စိတ်ညစ်နေစရာမလိုဘူးကိုလုံနေကြအတိုင်း ကိုရှောက်နေတဲ့လမ်းကိုပဲဖြည်းဖြည်းလေးရှောက်ပုံမှန်လေးသာရှောက်ရင်တကယ်ကိုထိစံအောင်ရောက်မဲ့နည်းနယ်လေးလည်းဖြစ်ပါရဲ့ရှင့်စနေသားသမီးတွေကဒီကာလမှာပေါ့နော်ဒုက္ခရဲ့အလှည့်ကပြီးသွားပါပြီရှင့်ကိုရဲ့အလှည့်ကပြန်အောင်လာပြီပဲဖြစ်ပါရဲ့ရှင့်ဒါကြောင့်ကိုကဒီကာလမှာပေါ့နော်စိတ်သက်ကအရေးကြီးဆုံးဖြစ်ပါရဲ့ရှင့်ဒီကာလမှာကိုကဟိုဟာလောက်ရမလို့လို့ဒီဟာလောက်ရမလို့လို့နဲ့ပေါ့နော်မတိမချဖြစ်နေတဲ့လုပ်ငန်းတွေရှိရင်ပေါ့နော်အဲ့လိုစိတ်နှခွဖြစ်ပါနဲ့ကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတစ်ခုခုကိုတေချာရွေးချယ်ပြီးဒီဇိုင်းမမတ်နဲ့ပြုလုပ်မယ်ဆိုရင် တကယ်ကိုအောင်မြင်ဖို့တည်ကြပါရဲ့ရှင့်အထူးမှားကြချက်ကတော့လေကံကတော့ကူပေမဲ့လူကတော့အလုံးလုံးဖို့ပဲ လို့ပါတယ်ရှင့်ဒါကြောင့်စမိုင်းစနေသားသမီးတွေဒီ၁၇လပိုင်းမှာ၁၇မိနစ်ပြီးကန်ဆာတာအတက်ပတ်ကိုရောက်နေတဲ့အတွက်ဘာမှစိတ်ပူနေစရာမလိုပါဘူးလို့စမန်လေးကမှတ်ချင်ပါတယ်ရှင့်စနေသားသမီးတွေပေါ့နော်ဒီ၁၇လပိုင်းမှာကံကောင်းနေရတယ်ပို့ပြီးတော့ကံကောင်းသွားအောင်ပေါ့နော်အဲမလုတင်တာတွေမလုဝအောင်လက်မပိတ်သွားအောင်ပေါ့နော်ဆောင်းရယ်ဆောင်းရယ်လေးတွေကိုလည်းအသေးစိတ်ပြောပြပေးတော့မှာမို့လို့စမားရဲ့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးဖို့ပြောချင်ပါတယ်ရှင့်ဒါဆိုရင်စနေသားသမီးတွေကိုစမားကအထူးမှာကြားခြင်းနဲ့၁၇လပိုင်းမှာဖားမှကျင်လာလဲဆိုတော့ကြောချမှဓမြမ န်တိဆိုတဲ့အတိုင်းပဲပေါ့နော်စနေသားသမီးတွေကပေါ့နော်ကိုကမိတ်ဆွေရင်းလို့ထင်ထားတဲ့သူတွေကတော့မှကိုရဲ့ရန်သူဖြစ်နေတတ်တယ်ပေါ့နော်ကိုကိုမကောင်းချံပြုလုပ်တဲ့အတွက်အထူးကိုဂရုစိုက်ပြင်းမဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါရဲ့ရှင့်ကိုကသာစိတ်ဓာတ်ပြုစေစေတနာကောင်းပြီးပေါ့နော်ဘာအကျိုးမှမကြည့်ပဲနဲ့သူတို့ကိုကူညီလိုက်တာဒါပေမဲ့သူတို့ကကိုရဲ့အဲ့ဒီအရာကိုအခွင့်ကောင်းယူပြီးပေါ့နော်အဲ အခွင့်ကောင်းယူပြီးတော့ကိုယ့်ကိုထိခိုက်နစ်နာအောင်ပြုလုပ်တတ်တယ်အဲ့ဒီအတွက်အထူးကယူဆိုင်ပေးဖို့ဆံမလေးကမာကျင်ပါတယ်ရှင့်ဟိုစိတ်ဓာတ်စိတ်နာကောင်းတာလည်းကောင်းပေါ့နော်အရင်တော့ကိုကကိုယ့်အတွက်ထိခိုက်နစ်နာလာအောင်ထိတော့မကူညီပါနဲ့လို့ဆံမလေးကတော့မာကျင်ပါတယ်ရှင့်ဒီလာထဲမှာပေါ့နော်စနေသားသမီးတွေကမျိုးဝင်ကင်းရှိရရှင့်မျိုးဝင်ကင်းရှိရဆိုတော့အဲ့ဒီမျိုးကလေကိုယ့်ကိုကောင်းတဲ့မျိုးကောင်းသောအချိုးပေးခြင်းဖြစ်တဲ့မျိုးဖြစ်လိမ့်မယ်ရှင့်ဒီမျိုးကိုဆက်မတော့ဝယ်ပြီးတဲ့အခါမှာအဲ့ဒီမျိုးကကိုယ့်အတွက် အကျိုးပေးတာအဲ့ဒီလိုကောင်းကျိုးလေးတွေခံစားရတတ်ပါတယ်ရှင်။ကျန်းမာရေးရတော့ဗောနော်မျက်စိဒါမှမဟုတ်ဝမ်ပိုက်နဲ့ပတ်သက်တဲ့ယောဂအစာအိမ်နာအဲ့ဒီယောဂလေးတွေအထူးဂရုစိုက်ပေးပါရှင်။ပြီးရင်နိုင်ငံရေးချနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကြန့်ကြာနေတဲ့သူတွေဗောနော်ဒီလာထဲမှာအစဉ်ပြေမယ်လူမျိုးကြဘာသာကြကိုကိုကူညီဆောင်မမယ်ဗောနော်။ ပြီးရင်ပညာရေးပေါ့နော်ပညာရေးကကိုစ조사ရင်조사တလောက်အောင်မြင်မဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်စနေသားသမီးတွေထဲမှာအလုံးမရှိတဲ့သူတွေရောဒီ၁၇လပိုင်းမှာပေါ့နော်အလုံးတွေရဖို့ရှိရဲကို့အတွက်အလုံးမြဲမဲ့နေရာပေါ့နော်အလုံးကောင်းရမဲ့နေရာလာစားမြန်မြန်ရမယ့်နေရာပေါ့နော်အဲ့ဒီလိုမျိုးတွေမှာအလုံးလုံးလောက်ရခွင့်ရရှိနိုင်ပါတယ်ရှင်အင်တာဗျူးဖြေဆိုမဲ့သူတွေအင်တာဗျူးအောင်သိရှိတယ်တကယ်ကိုတည်ငောင်းကြရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်ပါရဲ့ရှင် အထီးရတော့ဗောနော်သူနဲ့ကိုယ်နဲ့ကြားမှာဂျားလူနောက်ဆက်ကိန်းရှိပါတယ်ရှစ်အိမ်အောင်ရေးအိမ်အောင်ရေးကြတော့ကိုကသူ့ကိုတန်တရားစိတ်တွေအရန်များကြီးမထားဘူးလိုအပ်ပါတယ်ရှစ်တန်တရားစိတ်တွေအရန်ထားတဲ့ခါကျရင်သူကလည်းအစင်မပြေကိုယ့်အတွက်လည်းပူလောင်တတ်တယ်ဗောနော်အဲ့အတွက်အိမ်အောင်ရေးမှာဗောနော်တယောက်နဲ့တယောက်နားလည်မှုနဲ့ညှိနှိုင်းပြီးတော့ဗောနော်ရှေ့ဆက်ကြပါလို့ဆမလေးကမကြမှာရှစ်ကဲဒါဆိုရင်ဆမရဲ့စနေသားသမီးတွေဗောနော်၁၇လပိုင်းမှာဝင်များများဝင်အောင်ဝင်တလောက်ဝင်ငယ်အောင်ဝေကြီးကန်နေပွင့်လန်းအောင် လို့တမကန်တဲ့မြအစီမြေချုံးမွေ့အောင်အဆဆအဲရရအစီမြေအောင်မြင်နိုင်အောင်ပေါ့နော်ဆမကရေတဲ့တစ်ခုပေးပါပဲဖြစ်ပါလေရှင်အဲ့ဒီရေတဲ့ကအရန်ကိုလည်းကူရွှေရှင်ပါတယ်ဆမတို့ဗုဒ္ဓမြတ်စွာဘုရားကိုရောမြကြီးကိုပေါ့နော်ကော်ဖီ၃ခွက်နဲ့ပေါ့နော်။ပေါင်မုတ်ကြုပ်ဥကြော်တစ်ချက်ပေါ့နော်။ကက်လူဘူးဆိုပေးပါရှင့်။စနေသားသမီးတွေပေါ့နော်။ကိုကအတိုက်ခိုက်နောက်ရက်လေးတွေမြင်ရတဲ့အတွက်ပေါ့နော်။စနေသားသမီးတွေကအရင်ကလုံးကပြောနေကြအတိုင်းပဲတံများဒီကိုလုံးလှူပေးပါ။ရွမ်းနာနဲ့ဆုံမှာပြန်ပြီးတော့အတုံးမပြူပါနဲ့။အဲ့ဒီ တမရကြီးတွေကရေရေရလောက်ထားတဲ့အတွက်ပြန်ပြီးအသုံးပြုတဲ့အခါကျရင်ကိုယ့်အတွက်အညံ့အတိုက်ခိုက်တွေရှိနိုင်တဲ့အတွက်အဲ့ဒီဟာတွေပြန်ပြီးတော့မသုံးပါနဲ့ခိုက်တက်လို့ပါရှင့်ကဲဒါဆိုရင်ဆမရိုးမြေဆာဖက်ရှင်ကိုရမကြီးကိုကော်ဖီ၃ခွက်ကျုပ်ပေါမိုးကျော်တစ်ချက်တမရကြီးကိုလုံးကလူပူစော်ပေးပါရှင့်ဆမရဲ့ဒီဗီဒီယိုလေးကိုစတဲ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင့်မနက်9:00နာရီနေ့17:00နာရီအတွင်းပြုလုပ်လို့ရပါတယ်ရှင့်တရက်သေးပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင့် ကဲဒါဆိုရင်စမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟံမိမိနိမ့်နယ်လေးတွေရေးခဲ့ပေးပါရှင်။ဒါမှဆမလေးတူတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပြီးလို့ရမှာပဲဖြစ်ပါရဲ့ရှင်။ဥပမာကိုကပေါ့နော်စနေသားသမီးဆိုပါစို့အောင်အရဟံစနေဆိုပြီးတော့မန်ထားပေးပါ။ဆမလေးတူတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်။ဆမစီမဘီဒီမေးခြင်းတဲ့သူတွေစတာစစ်ခြင်းတဲ့သူတွေတဲရမေးခြင်းတဲ့သူတွေဆမလေးစီမလာရောက်ပြီးတော့မေးမြန်းလို့ရပါပြီရှင်။ဆမစီမလာရောက်ဝေမျက်ခြင်းတဲ့သူတွေကတော့စာပို့ပြီးတော့ဘူကင်နံပါတ်ကိုရယူပါ။ပြီးကြ ရင်စမစီမှာပေါ့နော်ဖုန်းဆက်ပြီးမေးချင်လဲရတယ်ဒါမှမဟုတ်စာနဲ့လည်းမေးချင်လဲရပါတယ်ရှင့်အဲစမစီမှာငွေကြီးကြောင့်ဖြစ်တဲ့အခက်ခဲတွေလူမှုရေးစီးပွားရေးစက်မရေးအကောင်ဘက်ဘက်ကရှိတဲ့အရာတွေပေါ့နော်ဆံမလေးစီမှာလာရောက်တိုင်ပင်ဆွေးနွေးလို့ရတယ်ရေရေအစီမံတွေအဲ့လို့ရတယ်ဆံမစီမှာရေရေအစီမံအပ်တဲ့သူတွေဓာတ်ရိုက်တဲ့စေပွဲထိုးတဲ့သူတွေမိသူ့ကိုမစိုးဆံမလေးကိုယ်တိုင်စီရင်ထားတဲ့ကံမြင့် ငွေရှင်လက်ပွင့်စီတယ်ပေါ့နော်ဆေးဖြောင်းလိုက်တလားစားပေါ့နော်လက်ဆောင်ပြီးတော့တာပဲဖြစ်ပါလိမ့်ရှင်ဒါကတော့တခါထုံးရင်တတိုင်းပေါ့နော်စမအဆောင်ပုံကတ်ကလေးနဲ့အဲရွှေဖြောင်းနိုင်ပေါ့နော်စီရင်ထားတဲ့ဆေးဖြောင်းနိုင်တလားစားပေါ့နော်လက်ဆောင်ပြီးတော့မှာဖြစ်ပါလိမ့်ရှင်စမစီမှာအဆောက်ဆေးဖြောင်းနိုင်လေလိုချင်နေဆိုရင်လေ2900ကျပ်ထဲနဲ့ပေါ့နော်တခါထုံးရင်3တိုင်းအစိမ်းရွှေငွေပေါ့နော်တလားစားစမစီမှာလာရောက်မှိုင်လို့ရပါတယ်ရှင်ဒါကတော့ကံမြင့်ခြင်းတဲ့သူတွေအိမ်မှာအိမ်ဘူးအိမ်စုဖြစ်နေတဲ့သူတွေ ဝေးကြီးမလဲပတ်တဲ့သူတွေစီးပွားရေးတွေအဆင်မပြေတဲ့သူတွေပေါ့နော်ဒါလေးထွန်းကြည့်ပါတစားတစားနဲ့အဆင်ပြေလာမယ်ပို့ပြီးတော့အောင်မြင်တိုးတက်လာမှာကိုပဲတွေ့ရပါပဲဖြစ်ပါတယ်ရှင့်စမကူရိုင်းစီရင်ထားတဲ့ပီရရေမွေးပေါ့နော်အထက်လူကြီးနဲ့အဆင်ပြေအောင်လူချစ်လူခင်မောများအောင်ကိုပြောသမျှဆိုသမျှတခွန်းနဲ့အောင်အောင်ပေါ့နော်ပီရရေမွေးပေါ့နော်အဲဘယ်တစ်ချက်ညာတစ်ချက်ဆိုပြီးကြရင် ိုပြောချင်တဲ့စကားလုံးနေရှင်ဒါလေးနဲ့ဆွပြီးပြောကြည့်ပါတကယ်ကိုအစ်မေနဲ့လူချစ်လူခင်ပေါ်များကြည့်ပါအရှင်အရောင်းဝယ်သမားတွေကကိုရောင်းမထွက်တဲ့ပစ္စည်းတွေပေါ့နော်ရောင်းချင်တဲ့သူတွေကဒီရင်မွေးလေးနဲ့ပေါ့နော်တုံးချက်ပြန်ပြီးရောင်းကြည့်ပါတကယ်ကိုရောင်းထွက်စေတယ်ပြည့်ရရင်မွေးလေးပဲဖြစ်ပါရဲ့ရှင်ပြီးကြရင်ကျမရင်မကောင်းတဲ့သူတွေကလည်းကျမရင်ကောင်းလို့ပေါ့နော်ကျမစီမှာရေတွေကအဆောင်လေးတွေလာပြီးအနံ့လို့ရတယ်ဒါကတော့ကျမစီမှာပေါ့နော်အဆောင်လက်ကောက်လေးတွေပေါ့နော်ဒါကတော့ဘယ်ဘက်လက်ကနေစောင့်ဝင်လို့ဝင်ဝင်နေတဲ့သူတွေအတိုက်ခိုက်အနှောက်အယှက်တွေကင်းကျင်တဲ့သူတွေပေါ့နော်အဲ ဒါမှမဟုတ်ပညာရေးအဆောင်ပေါ့နော်အဲအခုဆောင်ဝဲဖြစ်မဲ့ကလေးတွေအတွက်လည်းအဲဆမစီမှာနင်းနဲ့အလိုက်ဟိုဘာအတွက်လိုအပ်တယ်ဆိုပြီးရောစီမံလို့ရပါတယ်ရှင့်ဆမဒါကိုတိတ်တိတ်ထင်ပြီးရောပြန်ပြီးရောဟို နင်းနဲ့အလိုက်ပြန်ပြီးတော့စီမံပေးပါရရှင်။ကဲဒါဆိုရင်ဆက်မွားရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။ဆက်မကိုကြည့်ရှုနေတဲ့ခொနည်းတော်သမီးများအားလုံးပန်းလုံးမွေးရေလိုအေးချမ်းကြပါစေ။ဒီရက်တိုင်းဒီရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေများရရှိပြီးတော့တထေးကြီးတထေးမကြီးတွေဖြစ်ပါစေလို့ဆက်မလေးကဆုတောင်းမေတ္တာပို့သပေးပါရရှင်။အားလုံးပဲကျေးဇူးအထူးတင်ပါရရှင်။